မင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့စာရေးဆရာမောတတိရေးသားထားတဲ့မီစိမ်မီနီဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်နားဆင်ခံစားအားပေးကြပါအောင်ရှင်မီစိမ်မီနီနေရာမှာလန်ဒန်မြို့တွင်နာမည်ကြီးသောပေတကာဒေးလီစာကန်ဟိုအမည်တွေသည့်အဲရိုယိုထိုအေးပတ်ဝန်းကျင်လမ်းမြောက်တစ်ခုဖြစ်ပါတယ်အချိန်မှာညခရနာရဲ့ကြတော်များသာရှိပါသေးတယ်အင်္ဂလန်ပြည်သဘာဝအတိုင်းနေအလင်းရောင်ပွပြောက်ခြင်းမရှိသေးပါဘူး ီလရဗမာပြည်သားအာဇာနည်များဖြစ်ကြသောကျွန်တော်မောင်တထေးနှင့်အဖော်ဖြစ်သူတားငါရောက်၏ဖခင်မောင်ထိုးတို့သည်အေးစေသောဟဲ့အမူအရာများနှင့်မိစိမိနီမအိုးတို့မှန်မှန်ကြီးချစ်တယ်နေကြတယ်မိစိမိနီမှာအဝေးကပဲမြင်နိုင်ပါတယ်တာမန်တကာပေါက်တစ်ခုတွင် အထင်သာစီ၌ရွက်ပြင်ဖြစ်ပြီးသောယာရင်လေးကသုံးမဟုတ်မိုးပါကလေးရှိတယ်ထိုရွက်ပြင်အမိုးငယ်၏အစောတစ်ဖက်တွင် မီနီလုံကလေးတက်ဆင်ထား၍အကြာအစော်တစ်ဖက်တွင်မီစိန်လုံကလေးတက်ဆင်ထားပါသည်။နယ်လန်းညုံမှာမောင်းထူးဖြစ်ပါသည်။သူသည် သူ၏အရင်ဘီလက်သို့ရောက်ဖို့သော အာစရီတူအီမှကြားချက်အရာပေါင်ရှိလင်ပဲနီများကိုခရိုင်းထက်အနှဲငယ်ပေါ်၍အိတ်ထဲ၌ထည့်လာပြီးလျင်မီစိန်မီနီမအိုးသို့မောင်းတည်းကိုအဖော်ပြုကချစ်တက်လာခြင်းဖြစ်လေသည်။လမ်းဘေး၌အဖော်မပါဘိုးလေးချက်ပြီး မိတ်ဆွေကို ဆောင်းလင်းသည်ဗီလက်သူများကိုမိမိအခန့်သို့ခေါ်ဆောင်သွားရန်ကျွန်တော်ကအာသီတာရှိတော်လဲမောင်ထူ၏အလိုတော်လာ၍မိစိမ်မိနေစီတို့လာခဲ့ခြင်းဖြစ်တယ်။ကျွန်တော်မှာအမေရိကန်ပြည်သို့ရောက်ခဲ့ပြီး၍ဂျစ်ပစီများအကြောင်းကိုတို့သိရှိခဲ့သူဖြစ်သည့်အတိုင်းမိစိမ်မိနေကို အနှင်းငယ်တန်တရားရှိတယ်။ထို့ကြောင့်လိုအပ်မီဝေးအနှင်းငယ်မှအပါနာယီလက်စော်ဖောက်တိန်စသည်တို့ကိုချွတ်၍ တစ်တာတဲ့နိုင်ထားခဲ့တယ်။ကိုထု ခမမီးစိမ်းမိနီကစိတ်ချရပါမလားဗျာ။ဂျစ်စီတဲ့များဖြစ်နေပါအောင်မယ်။ကျွန်တော်တော့လမ်းဘေးကတယောက်ယောက်ကိုဟိုတယ်ခေါ်သွားရတာပိုကောင်းမယ်ထင်နေ။အိုးလိုက်တာလိုက်ခဲ့ပါဗျာ။ခမကအစိုးရင်ကြည့်လိုက်တာလမ်းမြောင်တခြားဝကောင်းစာကောင်းနဲ့အရက်သားများစစ်သားများလမ်းတလားနေကြတယ်။လမ်းတော်များရှိပက်ခေါ်အရက်ဆိုင်များတွင် ဘီလက်သားများဘီလိုက်သူများရစ်ဆုံနေကြတယ်။လာခေါ်မိမိတ်ဆွေကိုတောင့်လင့်သောဘီလက်သူ ပြိုပြိုမာများသည်လမ်းဘေးတွင် မတုံမလောကြောက်ရွံ့များကဲ့သို့ရန်နေကြတယ်။အစအတော့ဆိုင်များတွင်စားတောက်နေသူများလည်းအများအပြားပဲ။မိစိမ့်မိနီအနည်းသို့ရောက်လာသောအခါမိုးပါလေးဤအောက်တက်တဲ့တကားဝတွင်ခေါင်းအနှဲ့ဝတ်ဆင်ထား၍မြတ်တော်ကော်ကလေးများကို အပြာရင်ရောင်ဆိုထားသော လာပြူပြူကလေးအားမြင်တွေ့ရတော့တယ်။သူကလေးသည်တစ်ဖက်လိုအသက်ရှူကျက်စေသည့်ညနေပေးဖြင့်ရန်လည်နေ။ဟိုဟိုတီတီလွန်ထိုးရွက်နေသောမျက်လုံးဝန်းကလေးနှင့်ပြုံးရွှင်ချိုသာသောနှခမ်းတို့သည်တကောက်သားတို့အားရှင်တို့ကိုကြိုဆိုပါရဲ့ရှင်ဟုမပြောတော့လဲ။ပြောပြီးတကယ်တော့ရှိတယ်။ကိုကျက်အင်ဂျီအီအထက်၌ဖော်ထားသောနှူထွားဖြူလွားသည့်အသားဆိုင်အသားခဲတို့သည်လည်း ထင်ရှားပေါ်လွင်လာခြင်းတဲ့ကျွန်တော်တို့လည်းအိမ်တွေမပြတ်တက်လှန်လျှောက်သွားပြီလေမနီးမဝေးမှာအကဲခတ်ကြတယ်တပါလုံးခန့်လျှောက်သောအခါအခန်းတစ်ခုတွေ့ပြန်တယ်မိစိမ်းမင်းနေမရှိတော့လဲတကားဝါမှာမင်းမပြော၏ဟဲ့အမူအရာကို ကြည်ကျဲအဖြစ်အပန်းဖြစ်ရိတ်တာတစ်ခုဖြစ်ကြောင်းသိနိုင်တယ်ကျွန်တော်တို့သည်ဒီလက်သားတို့စတိုင်အတိုင်းဘက်ခေါ်အရက်ဆိုင်သို့ဝင်၍ ရစ်စုံရင်တိုင်ပင်ကြပြန်နေ။သရင်စစ်ဌာနရာတန်းတဦးဖြစ်သည့်ကျွန်တော်သည်အစအစအရာရာတေချာမှကြိုက်သည့်အတိုင်းကိုထုကျွန်တော်တို့မဝင်ခင်ကိုတည်တည်ချာချာမေ့ရအောင်နော်။မတည်ကြရင်ပြန်ထွက်ခဲ့တာကောင်းတယ်။ကိုထီရလည်းဗျာတိတ်ဆိုရင်တတ်တာပဲ။ကျွန်တော်အာစရီကတည်တည်ချာချာပြောခဲ့တာပါဗျာ။သူကအခုဒိမ့်မက်ကိုသွားတယ်။ကျွန်တော်ဆရာကိုခမည်းလဲသိတာနဲ့ ဂျစ်စီမတွေပက်ဆက်ညှစ်တယ်လို့ဖြစ်နေမှာဆိုလို့ပြောရတာပါဗျာကျွန်တော်ကအမေရိကန်ပြည်ဒီထရက်မြို့မှာဒါမျိုးတွေ့ခဲ့ပြီဗျအေးလေဒီမှာလဲခမားကျင်းနေအောင်မေးပေါ့ဗျာတင်ကြမဝင်ပေါ့ဒီတစ်ခွက်စီတောက်ပြီးတော့အခါကျွန်တော်မောက်တထေးနဲ့မောက်ထိုးတို့ဒီမိစိမ့်မိနီမအိုတို့တဖန်ချီတက်ကြဗျာနေရဲမဲမပြို့မှာအမေရိကန်စစ်သားများနဲ့အပြင်ထွက်သွားတဲ့ကိုမြင်ရပြီး ခဏကြာသောအခါပြန်လာပြီးလျှင်တကားဝ၌စက်လက်ရန်နေလေတယ်။ကျုပ်တို့အထဲကိုဝင်ခဲ့ရမလား။ဝင်ပါရှင်ဝင်ပါ။မိမယိုသည်ရင်းနှီးသောအမူအရာနှင့်အတွင်းသို့ခေါ်သွားပြီးလျှင်သပွဲတစ်ခု၌ထိုင်နေသောမိမတအိုးထံပို့လေတယ်။ထိုမိမကစာအုပ်တစ်ခုပြပေးလျှင်လက်မှတ်ထိုးခိုင်းလေတယ်။ကျွန်တော်မောင်တရေသည်လူရေဝါပြီးသောမျက်နှာနှင့်မိခုံးများထုတ်တော်တယ်။ နေပါအောင်လက်မှတ်ထိုးတာကအရေးမကြီးဘူးအဖို့အခါပြောပါအောင်ငားရှည်လင်နေပါရှင်ကျုပ်တို့တယောက်ကိုတယောက်စီရမလားဒါပေါ့ရှင်တယောက်စီပေါ့နှို့အချိန်ကပေါ့ဗျာတညာလုံးပါပဲရှင်တင်ကြရဲ့လားဗျာသေးကြပါလေရှင်ကျမတို့ကညာတဲ့အထက်ကမဟုတ်ပါဘူးတို့နဲ့ကျွန်တော်တို့ဒီငားရှည်လင်စင်ပေးပြီး အယ်ဘတ်နဲ့ဒွန်နဲဟိုလက်မှတ်ထိုးပြီးအတွင်းသို့ဝင်သွားတယ်။တကားဝါတွင်တွေ့ရသော မာဂရက်အမိရှိ အမျိုးသမီးကကျွန်တော်နဲ့အတူလိုက်ပါလာ၍မောင်ထိုးနေမှုကအော်ဒရီအမိရှိအမျိုးသမီးတို့လိုက်လာကြတယ်။အခန်းအတွင်းတွင် မီးများမိမ့်မိန်ထွန်းထားတယ်။အတွဲ၆တွဲခန့်ကိုယ့်နေရာနဲ့ကိုယ်ထိုင်နိုင်အောင်စပွဲများဆိုဖာများစီစဉ်ထားတယ်။နေရာ၌ကိုယ်လုံးပေါ်ရုပ်ပုံများပကြီးဆွဲထားတယ်။ ပက်ဆန်ထဲလျင်ညီတော်တန်းစင်မှာခမျိုးမျိုးဂီတများပြန်ထွက်နေတယ်။အခန်းအစွန်တွင် အရင်များကြားနိုင်သည့်ကောင်တာရှိတယ်။ကျွန်တော်သည် အပြင်၌မျက်စိကျခဲ့သောမာဂရက်ကိုမှုံ့မွေပေးလိုက်တယ်။မာဂရက်သည်မမျောလင့်သောအပြုအမူကိုခံလိုက်ရပြီးတော့လန့်တလို့ဖြစ်သွားပြီးမှ ရှင်တော်တော်ဆိုးနော်ဟုသောအမူအရာဖြင့်ပြောလိုက်တယ်။ အရက်ကောင်တာမှာအမျိုးသမီးတဦးကကျွန်တော်တို့ထံလာ၍ဘာတော့မလဲရှင်ဟုမေးရာကျွန်တော်ကမြန်မာဘာသာဖြင့်ဟဲ့ကိုတူဒီလိုညာမျိုးမှာအရက်တောင်းလို့တော့မဟန်ဘူးထင်တယ်ဟိုတိုင်ပင်လိုက်ပြီလင်မတော်ဘူးဗျာဟိုပြန်လဲပြောလိုက်ပါတယ်သို့တော်မာဂရက်ကကျမတော့တောက်ရလိမ့်မယ်ရှင်ဟိုပြောပြီးအရက်တစ်ခွက်နဲ့စစ်ကရက်တဘိုးမှားလိုက်ပါတယ် ထိုအရက်ဖိုးနဲ့စကရက်ဖိုးဟိုဆိုပြီးတပေါင်းတောင်းတဲ့ဖြင့်ကျွန်တော်ကပင်ပေးလိုက်ရပါတယ်။အော်ရီအတွေ့လဲမောင်ထိုးကပေးလိုက်ရတယ်။ကျွန်တော်ကမာဂရက်အင်းမိစေကလေးကိုကမ်းပြီးမင်းမာဂရက်မင်းသမီးလေးတဲ့တောင်ချောတယ်နော်ဟုပြောရာမာဂရက်က မမြောက်ပါနဲ့ရှင်ဟုပြန်ပြောတယ်။မာဂရက်ဤအသားမှာနှုတ်နေ၍မျက်လုံးကလေးများမှာအနိကက်ကြီးမှာပိုလာနေတယ်။ ခါကလေးသေးသလားရင်းသားအစုံတော့မှထွားကြိုင်လာတယ်။ "तू ကကျွန်တော်အားကြည်ရလျက်တော့မျက်လုံးများဖြင့်စိုက်ကြည့်ပြီ။ရှင်တို့အာရှတိုက်သားတွေဟာအင်္ဂလိပ်တွေတဲ့ချစ်စရာကောင်းတယ်။ဘာဖြစ်လို့လဲကွာ။ကျမဗမာတွေနဲ့လည်းတွေ့ဖို့တယ်။အိန္ဒိယတိုင်းသားတွေနဲ့လည်းတွေ့ဖို့တယ်။မလေးကလူတွေနဲ့လည်းတွေ့ဖို့တယ်။ကျမတို့အင်္ဂလိပ်တွေကဆိုရင်လိင်ကိစ္စကိုသာအရေးတကြီးထားတယ်။ရှင်တို့ကတော့ ူးရမုတ်ကလေးတွေပြတယ်။အမှန်ကတော့ရှင်လိန်ကိစ္စဟာလူရမှုကလေးတွေကင်းသွားရင်အလဲဟက်တာပဲမဟုတ်လားဒါပေါ့ကွာမင်းတို့အနောက်တိုင်းသားတွေကရုပ်သမားတွေပဲကိုတို့ကတော့မင်းတို့လိုအမျိုးသမီးတောင်ချစ်မိရင်ဆွဆွမြမြဖြစ်တတ်သေးတယ်ကျမအဖေကစစ်အတွင်းကဗမာပြည်ရောက်ဘူးတယ်ရှင်သူကဗမာမာကလေးတွေလှတဲ့အကြောင်းဗမာအဝတ်အစားတွေဟာ ဗမာရာသီဥရုနဲ့ခန့်ညီတဲ့အကြောင်းဗမာပြည်ကထွက်တဲ့မိုးကုတ်ကြောက်အကြောင်းတွေ ပြောပြလို့ကျမဖြစ်တခါတလေဗမာပြည်သွားကျင်တဲ့စိတ်တောင်ပေါ်လာတယ်ရှင်မာဂရက်ရာမင်းရုပ်ရည်ကလေးနဲ့ဒီကိုဘလို့ရောက်လာတာလဲကွာ။အိုးမမေးပါနဲ့ရှင်။ကျမတိတ်ဆိုးတာ။အထက်တက်အောင်ပြီး ကောလိပ်ကျောင်းဆက်မနေပဲအစားတောက်ဆိုင်မှာစည်ရေးမဝင်လို့တယ်။ ပြီးတော့လန်ဒန်ကိုလာကျင်တာနဲ့ငွေစုပြီးလိုက်လာတာအခုတော့ဒီနေရာရောက်နေပြီမာဂရက်မှာတကယ်ပင်ညနာကလေးညှိုးသွားပြီးတနာစရာအမူအရာကလေးပေါ်လာသဖြင့်နင်းစိမ်မကောင်ဖြစ်မဲ့ဟာကိုမမေးပါဘူးကွာ ဟုပြောပြီးမွေးနုကလေးများဖျို့ဖျဲဖြစ်နေသည်သူဤဖြူပွေသောခုတ်ကလေးကိုနမ်းလိုက်ပါတယ်သူသည်အောက်ကိုငုံနေရမှမောလိုက်ပြီးလေရှင်တော်တော်တေချာတဲ့လူနဲ့တူတယ် ဖက်နက်တွေတိုက်ထားတာပြောင်းလို့ဟိုပြောတဲ့ဖြင့်အမေမင်းကချင်းမွန်စရာမရှိကြာကြံချင်းမွန်နေပြန်ပြီဟိုပြန်ပြောလိုက်ရတယ်မာဂရက်တေစကားပြောလိုက်စစ်ကရက်ဖွာလိုက်အရင်တောင်းလိုက်နဲ့တစ်ခွက်ကုန်တော့အခါနောက်တစ်ခွက်ထပ်မှပြန်နေအရင်လာချတော့သူငယ်မကကျွန်တော်ထံမှငွေတစ်ပေါင်ထပ်တောင်းပြန်နေထို့အခါကျွန်တော်မျက်လုံးပြူလာ၍ဟေးမာဂရက်တို့က ငွေသိပ်ပါတာမဟုတ်ဘူးမင်းအရက်တော့တာများလာကြည်လားသရေမကပြောတော့တညာလုံးငားရှိလင်းဆိုပြီးဘလို့လဲပွာဟိုမေးလိုက်ပါတယ်မဂရက်တီအာရုံအာနာမူရကလေးနဲ့စကရက်မိကိုများကိုမှုတ်ထုတ်လိုက်ပြီလေ။အိုးရှင့်ကိုစီးမကရှင်းမပြလိုက်ဘူးလား။ငားရှည်လင်းဆိုတာကလတ်ဝင်ချင်းရှင့်။ဒါကလတ်သဘောမျိုးပေါ့ရှင်။ ကျမတို့အတိုင်းပြည်ရဲ့ဥပဒေကိုရှာဖွေနိုင်အောင်လှုပ်ထားရတာကျင်းစီရကျမကငွေလက်ခံပြီးကျင်းနဲ့လိုက်မယ်ဆိုရင်အဖမ်းခံရတယ်ရှင်အခုတော့ရှင်ရကျမကို ကလပ်မှာအရက်တိုက်တယ်နောက်ကျမအခန်းကိုကျမကရှင်ကိုခေါ်သွားတယ်ဆိုရင် ပလိကမဖမ်းနိုင်ဘူးအော်ဒီလိုလားနောက်ထပ်မင်းကအရက်ဘလောက်ဖို့အထိတောက်ရအောင်မလဲကွာ ရှင်အလုံးပေါင်း၃ပေါင်ကုန်ပြီးရင် ပြီးပါပြီ။ကလက်က၁၂နာရီပြိတ်မယ်။အဲ့တော့ရှင်ရကျမနဲ့ကျမတို့နေတဲ့အိမ်လိုက်ခဲ့ရမယ်။မနေ့ကျတော့ရှင်ကိုရှင်တို့ကြောက်အောင်ဆရာမကြီးစီလိုက်ပို့ပါမယ်ရှင်။ကျင်းနဲ့ပလားအစ်ကလေးရဲ့ဟိုပြောပြောဆိုဆိုကျွန်တော်အားဖက်နေမှာတော့တယ်။မင်းအခန်းကကြဲကြဲဝဝရှိရလား။ကျဲပါတယ်ရှင်။ရေချိုးကလည်းတက်တက်ရှိတယ်။ အော်ရီနဲ့ကျမနဲ့တိန်ထဲမှာနေရယ်။ရှင်တို့ကနှစ်ယောက်မို့လား။ကျမတို့ကလည်းတိန်ထဲနေတဲ့လူချင်းတွဲပြီးရှင်တို့ကိုဧည့်ခံရတာ။စကားပြောပြောနဲ့ည9:00နာရီခွဲခန့်အချိန်ရောက်လာတော့အခါမာဂရက်ကရှင်ကျမနဲ့တောက်လျှောက်ထိုင်နေရရင်ညင်းဝေသွားလိမ့်မယ်။ဘက်စကုံးရှင်တွေဘာတွေဘက်ကိုတပတ်လျှောက်ပြီး ကလပ်ပိတ်ခါနေမှာပြန်လာပါလား။ဟာ။ မိရတော့နှင်းတာထင်တယ်။ညာမလို့များလားကွာ။မနေမအောင်ရှင်ရှင်တို့အတွေ့ပြောတာပါ။တညာလုံးအတူတူဖက်အိပ်ရမယ်ဟာပဲ။အခုလိုထိုင်နေရလို့မညာမှုဆိုရင်လည်းနေလေ။ဤတွင်မောင်ထူးဤသဘောကိုကျွန်တော်ကမြမစကားဖြင့်မေးရ။မောင်ထူးကနေရာကထလာပြီးလျင်မာဂရက်ဤအနည်းနဲ့ဝန်ထိုင်ကမာဂရက်ကိုနှမ်းလိုက်လေတဲ့။ ထိုအခါအော်ရီကစိတ်ဆိုးသည့်အမူအရာဖြင့်ထလာပြီးလင်ဟဲ့ this boy နဲဟုပြောပြောဆိုဆိုမောင်ထူအားနေရာဟောင်းသို့ဆွဲခေါ်သွားပါတယ်။ညကြရင်လည်းနော်အခုတည်းကပြောလိုက်မယ်။တိန်နဲ့နေတယ်ဆိုပြီးမာဂရက်တို့အခန်းကိုကျင်ကူးမဲ့ခြင်းဒါပဲဟုအော်ရီကဒေါနေမောနဲ့ပြောရာကျွန်တော်တို့ကရေနေရတယ်။ဒီမှာကိုတို့မာဂရက်ကအကြံပေးနေတယ် ကျွန်တော်တို့အပြင်လျှောက်လည်ပြီးတော့ကလပ်ပိတ်ခါနီမှာပြန်လာပါတဲ့ညာမယ်တော့မထင်ပါဘူးဗျာကောင်းတော့ပဲညာရင်လဲပလိတ်တိုင်တာပေါ့ပလိတ်တိုင်ဖို့တော့စိတ်မကူးပါနဲ့ဗျာအရှက်ကွဲနေပါအောင်မယ်အမဘာအရှက်ကွဲခံနေမလဲဗျာရန်ကုန်မှာ ကျွန်တော်ကိုယ်တိုင် တခါဝင်ရိုက်ခဲ့ပြီဒါရန်ကုန်မှာမဟုတ်ပဲကိုတို့ရာကျွန်တော်ဒီကျွန်တော်ရင်ွယ်ထဲမှာနေရွေး မောင်ထိုးနဲ့ကျွန်တော်တို့မြန်မာစကားပြောနေကြသည်ကို မောကြည့်နေသော မာဂရက်လေးအားပါးကိုစွဲလှဲလိုက်ရင်မိန်းကလေးကိုကိုညာများညာမလို့လားကွာပြန်ပြီးလက်မခံရင်ဘယ်နဲ့လုံးမလဲဟိုမေယာမာဂရက်ကတမတို့ကထွက်ပြေးมาလိုက်လို့ရှင်ကိုလက်မခံရင်ဝင်ပြီးတမတို့ကိုရိုက်ပေါ်ဟိုပြောသဖြင့် ကျွန်တော်တို့စိတ်အေးသွားကအပြင်းတို့ထွက်လာခဲ့ပါတယ်ဟာကိုတို့ ကျွန်တော်အခုမှသတိရသည်ပြုံးကျွန်တော်စီမှာ brandy လေးနည်းနည်းကြံသေးတယ်ကြက်ဦးလည်းရှိတယ်ကျွန်တော်တို့ဘတ်စကောဝင်ကြည့်နေရင်ငွေကုန်နေလဲအောင်မယ်ဘတ်စကားစီပြီးဟိုတယ်ပြန်ရအောင် brandy တောင်းရင်လေးပန်းပြီးမှပြန်လာကြရင်မကောင်းဘူးလားဟွန်းကောင်းမှာပဲသွားလေဘတ်စကားစီရင်ကျွန်တော်တို့တင်အချင်းလေးကိုအနှုလုံပနိလုံစင်ကျင်ကြပြန်နေ already ပြောတော်စကားများကိုမောင်ထိုးကပြန်ပြောလိုက် မဂရက်ပြောတော်စကားများကို ကျွန်တော်ကပြန်ပြောလိုက်နဲ့ကျွန်တော်တို့ဝေဖန်ဆွေးနွေးကြတယ်။နောက်ဆုံးညာမဲတော့မဟုတ်ပါဘူးဗျာနဲ့အဆုံးသတ်ကြတယ်။ဟိုတယ်ရောက်၍ကျွန်တော်ခန်းသို့သွားကြပြီလေ။ကျဲဥတလုံးစီအစိမ့်လိုက်တောက်ပြီးရန်ဒီကိုဖြည်းဖြည်းမြုပ်နေကြတယ်။အော်ရီလေးဤကိုဟန်ကျော်ရှင်းပုံကို မောင်ထူးကပြောလိုက်။မဂရက်ဤရင်သားအဆုံးပြေပြိုးပုံကို ကျွန်တော်ကပြောလိုက်နဲ့အချိန်ကုန်မှန်းမသိကုန်သွားတယ်။ အနောက်နိုင်ငံသူတွေအသားကျန်းနေဆိုတာမဟုတ်ပါဘူးကိုထူရကျွန်တော်အမေရိကန်မတွေနဲ့လည်းဆက်ဆံပူပါတယ်အခုအင်္ဂလန်ရောက်မှလည်းမမျှော်လင့်ပဲဟောင်စီဆိုတဲ့အရက်မှာအယာလန်သူလေးတယောက်နဲ့အဆက်ဖြစ်နေ အသားမကျန်းပါဘူးဗျာနုနေတာပါပဲကျွန်တော်လည်းဒိမတ်တွေနဲ့ဆက်ဆံပူပါတယ်ခမားပြောသလိုပဲမကျန်းပါဘူးပါကျန်းနေလို့ပါ့ကိုမနှမ်းပဲနှခဲနှမ်းကြတယ်လို့တချို့ကပြောတာ မဟုတ်ပါဘူးဗျာသူ့တလေးနဲ့သူပါချင်းမျက်စိအလာတော့အရသာမခံတတ်သေးပါဘူးဗျာချင်းမျက်စိကအရင်မကြည့်ဘူးကိုလိုကိုအိမ်ရောက်ရင်တော့တလဲစီနော်ခင်များကမကရလေးကို အပိုင်စီးမယ်မကျန်နဲ့ဒါပဲရဲဘော်အချင်းချင်းဝေစားများစားလောက်ရမှာဟာဟာဟာသူတို့သဘောတူရင်လောက်လေသူတို့သဘောတူရင်တွေဘာတွေမလုံးနဲ့ဆရာ၃နာရီထိုးရင်အခန်းပြောင်းကြရမယ် ခမရသဘောပါကိုထူးရာသိမရောက်ခင်ကညကုန်နေစမ်းပါနဲ့ည7:00နာရီခွဲသောအခါကျွန်တော်တို့ဟိုတယ်မှထွက်ခဲ့ကြပြီးမိစိမ်းမီနီမော်အိုတိုချိတက်ကြပြန်တယ်အစအတော့ဆိုင်များတွင် လူစီကားဆဲပင် အချို့အရဲဆိုင်များကပိတ်ကုန်ပြီသို့တော်ညင်းငယ်များနဲ့တကောင်သားများကလန်တလာနေကြတော့မင်းတနေရာ၌အင်္ဂလိပ်လူရွယ်တအိုးကကျွန်တော်တို့အား ညောင်ငဲ့မယ်အလိုရှိမရှိလာမေးတဲ့ဖြင့်ဒီနေ့ညတော့မလို့သေးဘူးကွာနောက်တစ်ခါလောက်မှပြောမယ်နော်ဟိုပြောပြီးကျေးဇူးတင်လိုက်ရသေးရဲ့မိစိမ့်မိနီ ကလပ်တွင်းတော့ဝင်သွားရာအတာအဆင်မရှိမာဂရက်နဲ့အော်ရီတို့ကလည်းဝမ်းသာအားရစီကြိုကြတယ်ကလပ်ပိတ်ခါနေပြီဖြစ်ကြောင်းပြောကြတယ်ကလပ်ပိတ်ပြီးမန်နေဂျာက သူတို့အားငွေထုတ်ပေးမိအကြောင်းသိရတယ်သူတို့ကစရိတ်ခံရွေး တက်စီငါးကကျွန်တော်တို့ကိုအိမ်ခေါ်သွားပြီဟု မာဂရက်ကပြောတယ်။နောက်လဲမကြမကြလာတော့ဟုပြောတယ်။ကလပ်ကမလာခဲ့နဲ့ငွေကုန်နဲ့ကျမအိမ်ကိုသာလာခဲ့။ဘော်ရိုးနဲ့စနေနေဆိုရင်ကျမအလုံးမစင်းဘူးနော်။ဟာတိတ်ကောင်းတာပေါ့ကွာ။မင်းတို့နေတဲ့ဟိုဘယ်ပလေးဆိုတဲ့နေရာနဲ့ကိုလိုเจ้าနဲ့လည်းနေသားပဲ။ အော်ရီတို့ဟိုဘက်ဘေးကထိုင်နေတဲ့လူကတူရကီရှင်။သူကတထေးလို့ပြောတယ်။စက်ထရင်လန်ကပဲလေးဆိုတဲ့ဟိုတယ်မှာတဲတယ်ဆိုပဲ။ဟိုလူငယ်ငယ်နှစ်ယောက်ကတော့ရှင်တို့လိုပဲတောင်းသားလေးတွေရှင်။သူတို့ကပြင်သစ်ပြီးကားတဲ့။အင်္ဂလိပ်စကားတော့ရှင်တို့လောက်မပြောတယ်ဘူး။ဒီဘယ်နားကလူကတော့အင်္ဂလိပ်ပဲ။ဒါပေမဲ့သူကညာလုံးပေါက်အတွက်မဟုတ်ပါဘူး။ကလပ်ပဲရင်ပြန်မဲ့လူပါ။ ကလပ်ပဲ့ရင်ပြန်မဲ့လို့ကြတော့ဘလောက်တောင်းတယ်လဲဝင်းကြီး9ရှီလင်းနဲ့နောက်ထပ်9ရှီလင်းပေါင်း10ရှီလင်းနဲ့ပါရှင်ကိုတို့အရှိတိုင်းသားတွေကပေါင်းကိုပဲနန်းတတ်တယ်ငကံမနန်းတတ်ဘူးတင်ပေးပါလားမာဂရက်တင်ပေးမယ်စိတ်ချတညာလုံးတင်ပေးမယ်ရှင်ဟောတော့ဘာလို့လဲမသိဘူးကျမစွဲချင်တယ်လို့လို့ပဲမကြမကြလဲလာလဲရမယ်နော် ရှင်တို့ចောင်းသားတွေငွေများများမတော့နိုင်ဘူးဆိုတာသိပါတယ်။ကျမငွေမလိုပါဘူး။ရှင်ကယူရရလောက်တာကို သဘောကြလုံလို့ပါ။မင်းတိတ်စကားတက်တာပဲမာဂရက်။ပြောပြောဆိုဆို မာဂရက်ဤသေးသွဲသောခါကလေးကိုလက်ဝဲလက်နဲ့ပွေ့ယူလိုက်ပြီးလျင်ရင်ချင်းကပ်ခါသူဤဖြူဖွေးနှုတ်နယ်သော ပါကလေးနှစ်ဖက်အားအငမ်းမရနှဲလိုက်ပါတယ်။ပြီးလျင်သူဤချုံနေသောနှာခေါင်းထိပ်ကလေးကို ကျွန်တော်ဤနှာခေါင်းထဲနှင့်တုတ်ထိပ်ပြီးကလေးနေရသူသည်ညာစွာကျဉ်းနေသော အမူအရာနှင့်မောကြည့်ဝင်နေတယ်။ထို့နောက်သူဤလက်ဘင်းတစ်ဖက်တစ်ချက်ကိုတော့၎င်းမွေးနုကလေးများနှင့်ကပိုကယိုရှိနေသောလက်ခုပ်ကို၎င်းနန်းလျှော်ပြီးလျင်အောက်သို့ရွှေ့ပြီးနူထွားဆိုပြသည့်ရင်အောင်မမောက်ကလေးကို အာဘာတရာကျူးကျူးမှုပြစ်လိုက်ပါတယ်။အခန်းတွင်ရှိအခြားဆောင်တွေများလည်း မိမိတို့ဘာသာအလုံးရှုံနေကြသည်တကြောင်ထုံထသောလျှက်စစ်မိလုံးများကလည်းသိမ့်မိန်လာသည်တကြောင်တို့ကြောင့်ရှက်ဖွယ်မရှိပါထို့အချိန်တွင်ဓာတ်ဆက်မှလည်းကြွစီရွစီသောဂိတတံများခွက်ပေါ်လျက်ရှိတယ်ည7နာရီထိုးပြီးသောအခါမန်နေဂျာလာပြီးဟုပြောပြီးမြို့သမီးများတလက်စီ အပေါ်ဓာတ်တို့တက်သွားကြတယ်မာရကကျွန်တော်တို့နှစ်ဦးအား အပြင်းမှစောင့်နေရန်ပြော၍ကျွန်တော်တို့သည်အပြင်းသို့ထွက်သွားရာတူရဂီဧည့်သည်လည်းအပြင်းမှစောင့်နေသည်ကို တွေ့ရသည်မကြမီပင်ရွက်ထဲမိုးကနှင့်အတူမိစိမ့်မိနီလုံးကလေးများကို လူတယောက်ကဖြုတ်ပြီးအတွင်းသို့ယူသွားသည်ဟဲ့ကိုတို့ကျွန်တော်တို့ရှေ့ကထုတ်ပြီးသူတို့နောက်ဖေးကများနေကြမလားဗျာခမရတော်တော်ပူရက်တဲ့လူပဲရှေ့ဆက်သွယ်ဖို့ရင် ရှိသေးတာဟုတ်တယ်အပြည့်ခမ်းမမလားဗျာ ဟိုတူတကီကြီးကြည့်ပါလား။ तू ကလူမိုက်ကိုင်ဗျ။မဟုတ်ရင်ဝင်ကျမ်းမယ်လို့။မကြမီပြင်းတဲ့လူငယ်နဲ့အိုးဒီသူတို့အမျိုးသမီးများနဲ့လက်ချင်းတွဲကအပြင်သို့ထွက်လာကြတယ်။သူတို့ဒီရေအောက်ရထားဖို့တာရှိရသောထွက်သွားကြတယ်။15မိနစ်ခန့်ကြာသောအခါကျွန်တော်ကစိတ်မရှိဖြစ်လာတယ်။ဟိတ်ကိုထုံခမရဟာဟမ်းမမလားဗျာ။ဟိုပြင်းတဲ့တွေတော့ညနေပြူချင်းမို့လို့လိုက်သွားကြတယ်ထင်တယ်။ ဒီတူရကီကြီးနဲ့ကျွန်တော်တို့တော့အသက်မဲတွေမို့လို့အလင်ခဲရပဲထင်တယ်။အိုးမဖြစ်နိုင်တာဗျာ။ကျွန်တော်အထဲဝင်ခေါ်မယ်ဟိုပြောပြောဆိုဆိုစိတ်မြန်ကိုမြန်ရှိလာတော့ပို့ထုတ်သည်အတွင်းသို့ဝင်ပြီးပြူရ။မာဂရက်ကလေးထွက်လာသည်ဖြင့်စိတ်အေးသွားရတယ်။မာဂရက်အော်ဒရီကောအော်ဒရီရဲ့အိမ်ဝင်နေတယ်။ရှင်တို့နဲ့ကျမဟိုဘယ်နားကကလပ်တစ်ခုကိုသွားကြရအောင်။ ုနကလာတာကမန်နေဂျာမဟုတ်ဘူးရှင်မန်နေဂျာရဲ့ညီမန်နေဂျာကတခြားကလပ်တစ်ခုဖွင့်ထားတယ်အဲ့ဒီကလပ်သွားပြီးကျမငွေတောင်းရမယ်အပြန်မအော်ရီပါခေါ်ပြီးပြန်မယ်မာဂရက်ကကျွန်တော်ဤလက်ကိုတွဲ၍ရှာသွားရာကျွန်တော်ကထုံးစံအတိုင်းကိုထူမာဂရက်တော့ပါလာပြီခမရအော်ရီတော့လစ်ပီထင်းနေဟုပြောရာကိုထူးကစိတ်ပြည့်သည့်အမူအရာလုံးဝမပြပဲကျင်းတဲ့ဗျာ ကျွန်တော်က ori ကိုတိတ်မကြိုက်ဘူး။ခမည်းမာဂရက်ကလေးကိုမှကြိုက်တာဟိုပြန်ပြောလိုက်တယ်။မာဂရက်ရေမင်းကမင်းသမီးမာဂရက်တဲချောနေလို့ ori ကိုထူကတော့မျက်စိကျနေပြီ။ဟွန်းအွန်းကျွန်မ ori နဲ့မမပြတ်နိုင်ပါဘူးရှင်။တိန်နေနေတဲ့လူချင်းရန်တိုင်မပေးကြပါနဲ့။ ori လည်းချစ်စရာကောင်းပါတယ်။သူကကျွန်မထက်တောင်ကိုလုံးကိုပေါတောင်းသေးတယ်။မနေ့ကျတော့ကြည်သေးတာပေါ့။ ကိုထူးကအော်ရစ်ကိုမစွဲဘူးဆိုရင်တမကိုပြောချင်တယ်လို့ပြော။သူနဲ့ဝိုင်းချန်ချဲကြီးတခုအေးအဝတ်တို့ရောက်လာရ။မာဂရက်ကဒီနားမှာခဏလေးစောင့်နေတော့"ကျမ9မိနစ်ပဲကြာမယ်။ငွေယူပြီးချက်ချင်းထွက်လာမယ်"ဟုပြောတဲ့ဖြင့်ကျွန်တော်တို့လည်းသဘောတူစောင့်ရကြတယ်။သို့တော့9မိနစ်နဲ့လဲမာဂရက်ထွက်မလား။15မိနစ်ကြာတော့လဲထွက်မလား။ နိုင်ဝဲကြတော့လဲထွက်မလာသဖြင့်တတိကောင်ကိုထိုးသည်ဘာခံမလဲဗျာဟိုချိန်မောက်ပြီးအတွင်သို့ဝင်လိုက်သွားပါတယ်မကြမီပင်ငိုင်းနေသောလင်းတာကြီး၏ညနာမျိုးဖြင့်ကိုထိုးထွက်လာပြီလင်းဝိုင်းချံကျဲကြီးဟိုထင်ရသောအရာမှာဝိုင်းချံကြီးမဟုတ်ကြအိမ်များဝန်းရံနေသောလန်းတို့တို့များဖြစ်ကြလန်းတို့၏အစုံတွင်ဘတ်စကာလန်းကြီးဖြစ်ကြ ကလန်နှစ်တို့သောအစာအုံတစ်ခုမျှမရှိကြ။မာဂရက်မှာဘတ်စကားနဲ့လက်တီမှာတေးကြကြောင်းပြောပါရယ်ကျွန်တော်ကပြုံးပြီးလင်းအစကကျွန်တော်မပြောဘူးလားဗျာကိုထုံးဒီလိုဖြစ်တတ်ပါရယ်လို့အမေခမရကျွန်တော်အပေါ်ကြီးအပြစ်မချပါနဲ့ညောင်စလုံးညံလို့ကောင်မလေးအပြောကိုကြမိလို့ခံလိုက်ရတာပဲဟာဒါပေမဲ့ကိုထုံးပြင်းတဲ့နှစ်ယောက်ပွတ်သွားတာမခံချင်ဘူးဗျာကိုထုံးကြီးအကြံပေးတဲ့အတိုင်း ။အော်ရီလေးတွေ့လို့တွင်ညာကလတ်တို့ပြန်သွားရ။တကားများပိတ်ထားဒီကိုသာတွေ့ရတော့တယ်။စိတ်ပြက်လက်ပြက်နဲ့ကျွန်တော်တို့ဒီကက်စီနိုရုပ်ရှင်ရုံဘက်သို့ရှောက်လာရ။ရုပ်ရှင်ရုံအဝ၌မိမလက်ကန်အိတ်တစ်ခုကိုကမ်းလျက်ရှိသောတူရကီကြီးကိုတွေ့ရတယ်။တူရကီကြီးကကျွန်တော်တို့အားမပေတပေအင်္ဂလိပ်စာဖြင့်နှုတ်ဆက်ပေးလျင်သူအညာခံလိုက်ရပြီဖြစ်ကြ။ရေအိမ်ဝင်အောင်မီဟူသောအကြောင်းပြချက်ဖြင့် ရက်ကအိတ်ကိုသူ့ထံအပ်ပြီးဝင်သွားတော့အမျိုးသမီးမှာနိုင်ဝဲကြော်တော့လဲထွက်မလာတော့ကြောင်းပြင်းသစ်လူငယ်နှအိုးနဲ့လဲသူ့တွေ့လိုက်ရကြောင်းထိုလူငယ်နှအိုးကလည်းအညာခံလိုက်ရကြောင်းတပြည့်တောက်တောက်ပြောသွားကြောင်းစသဖြင့်ညင်းညင်းညူညူပြောကြတယ်တတိရှိသောကိုထိုးကတူရကီကြီးအားခမားလဲဂုံသေးရှိလူကြီးပဲဒီလိုအညာခံရတာဘာကောင်းမလဲမနေ့ပြန်ညာ၈နာရီမှာ ဒီကိုပြန်လာရအောင်ငွေပြန်တောင်းမယ်ငွေမရရင်ပြလိတ်တိုင်မယ်ဟိုအဖော်ကြီးရာတရကီကြီးကအယဝန်းသာသဘောတူလက်ခံလေတယ်ကျွန်တော်မကနောက်တရက်တွင်လစ်ပါဘုံမျိုးတို့သရင်အင်းနဲ့ပတ်သက်သောပညာများလေ့လာရန် သွားရမည်ဖြစ်၍ကိုထူးတို့ဇလန်နောက်ဆက်တွဲကိုမျက်မြင်ကိုတွေမသိတော့ပါလစ်ပါဘုံသွားခြင်းမိရထားပေါ်၌ကျွန်တော်တွက်ချက်နေမိသည်က တပောင်ကိုမြန်မာငွေ14ကျပ်ဆိုရင်3ပောင်ကို42ကျပ်ပဲနော်။အော်မိစိမ့်မီနီမိစိမ့်မီနီဟိုရွယ်ပင်ဖြစ်ပါတည်း။ဟုတ်ကဲ့ပါရှင်။စာရေးဆရာမောက်တတိရေးသားထားတဲ့မိစိမ့်မီနီဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီမှာကတော့စာဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်။